ဒီလိုဈေးရန်ကြီးတဲ့ပစ္စည်းတွေကဘယ်လိုလူမျိုးတွေအတွက်ထုတ်ထားတာလဲ။တာမန်ပစ္စည်းတွေနဲ့သုံးရတာဘယ်လိုကွာရှားမှုရှိပြီးဘယ်လိုလက်စရီဆန်တာလဲ။ဒီနေ့မှာတော့ချင်တတ်ရတဲ့ပိုဈေးကြီးတဲ့ပေါက်ပေါက်ရှားရှားပစ္စည်း၅မျိုးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ဗီဒီယိုလေးမစတင်ခင်မှာကိုစောကြီးမဘဲချစ်တို့က like share follow subscribe လေးတွေလုပ်ပြီးတော့တက်တည်ပြခဲ့ကြပါအောင်ဗျာ။ Thara စောမကြီးဘဲပြမတွေကတော့မတိကျင်အောင်ဆောင်ကြော်သွားလိုက်ပါဗျာ။ No god please no no ။နံပါတ်၁စက်ပြတော့ ဒီချွေမုံတွေနဲ့စိတ်မုံတွေရောစပ်ထားတဲ့စပ်ပြတုံးတုံးဟာမြန်မာငွေ126သိန်းဝန်းကျင်တန်ဖိုးရှိတာကြောင့်မို့မြူကီလိုပတ်စံကြီးပါပါလေးတွေကိုအသာပြန်ပေးလိုက်ပါဗျာ။ဘာလက်ဘရွန်နိုင်ငံစပ်ပြစိတ်ယုံတစ်ခုဖြစ်တဲ့လက်လုံစပ်ပြအမှတ်တစိတ် Can Ill စပုံးကထုတ်လုပ်ထားပါတယ်ဗျာ။ဒီကမ္ဘာဈေးကြီးဆုံးဆက်ပြတုံးကို2013ခုနှစ်မှာကာရာနိုင်ငံရဲ့ First Lady အတွက်ထူးခြားတဲ့လက်ဆောင်ဖြစ်တဲ့ပထမဆုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။24ကာရက်ရွှေ18ဂရမ်၊စိမ်မုံအနေငယ်၊တန်လွင်စီ၊တဘာဝပြားရည်၊စွန်မလွန်သီးနဲ့အခြားပါတိပါတိုက်တာတွေပါတယ်လို့ဆိုကြပါတယ်ဗျ။ ဒီစပြားလေးကိုဒူဘိုင်းနဲ့ယူအေကြီးမှာရှိတဲ့ဆိုင်တရှုမှာတင်ထားပေမဲ့အရေးပါတဲ့လူတွေကိုပဲရောင်းလာကြောင်းမို့သူမအတွက်တောင်ဘာမှမဟုတ်တော့တဲ့ညိုကီတို့အနေနဲ့ငွေပုံပေးရင်တောင်မရနိုင်တော့ပါဘူးဗျာညိုကီတို့လိုယေရှုခရစ်နဲ့စပြားဖြုံးတဲ့ဓမ္မတွေကတော့ဒီလိုစပြားမျိုးကိုစိတ်ကူးရင်အိမ်မက်ထဲရအောင်ဝေးဝေးရှောင်လာကောင်းပါတယ်ဗျာနံပါတ်1ကတော့မိုးစရိတ်တံပါဆွစ်ဇာလန်ကုမ္ပဏီတစ်ခုကထုတ်ထားတဲ့ Velocity 1ဆိုတဲ့ဒီမိုးစရိတ်တံကတော့မြန်မာငွေ350ကျပ်ဝန်းကျင်ရှိပါတယ်ဗျာ ရောင်မညူကီလို့တုံးနေတဲ့ brand တွေလိုမျိုးသူကဘောစားတန်တွေနဲ့လုထတာမဟုတ်ဘဲနဲ့ 316L stainless steel နဲ့ပြုလုပ်ထားပြီးတော့ညူကီလို့မသေးခင်အထိ brand တွေပြည့်ပေးထားပါတယ်ဗျာအဲ့ဒီမိုးစေးတန်ရဲ့လက်ကံရလဲရေဆူဆက်ပြာပေးနေရင်တောင်မှချော့ထွက်မသွားစေတဲ့ design ဆွဲထားတာဖြစ်ပါတယ်ဗျာပြိုင်ကားတွေရဲ့လူဝင်ပေါက်တွေကိုတူယူပြီး body ကိုတိဆောက်ထားတာကြောင့်မို့အမွေးတူပြီးအမွေးတန်တဲ့ညူကီတို့ကိုအမွေးရိတ်စင်မှာအေးမြမှုနဲ့အရပြေကျဉ်းတတ်မှုကိုတပြိုင်တည်းခံစားရစေမယ်လို့ဆိုထားပါတယ်ဗျာ nice ။နံပါတ်3ကတော့သွားကြထူထံဖြစ်ပါလေဗျာ။ Denizen အမှတ်တံဆိပ်သွားကြထူထံတကူကိုမြန်မာငွေ9သိန်းကျော်ပေးရပါတယ်ဗျာ။တကူကိုအရှောင်း100လောက်ပါပါတယ်ဗျာ။ဒီသွားကြထူထံတွေကို White Bridge လို့ခေါ်တဲ့အသားတမျိုးနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ဗျာ။အဲ့ဒီသွားကြထူးတဲ့တွေကရှောင်းနှစ်လောက်တန်းရှိတဲ့ဘောဘွန်အရက်စီတွေထဲမှာစိန်ထားတာကြောင့်မို့ပဇက်တဲ့ထဲတဲ့ချင်းမှာအရက်ရအနှစ်ရတာတွေသွားကြထူးတဲ့အတွင်းမှာရနေစိန်ထွက်လာမှာဖြစ်ပါတယ်ဗျာ မဇတ်ထဲကြိုက်ထားရင်းနဲ့အဲ့ဒီသွားကြထူးတဲ့အဖြည့်ဖြည့်ပူနွေးလာတာနဲ့အမျှဝတ်တရှအနက်လေသာအနက်ဗာဒံရတာတွေကိုပါသစင်းစိတ်ခံစားရစေမယ်လို့ဆိုထားပါတယ်ခင်ဗျာလူရှိသူရှိသွားကြထူးတဲ့ထူစမန်တရင်ရရောမြီရောတပြိုင်တည်းရေချိန်ကိုက်ရှင်တဲ့ညိုကီတို့အတွက်အထူးတင်တော်ပါတယ်ဗျာ Oh my god Wow နံပါတ်၄ရာကုတ်တန်မကြာခဏနေရာစုံရတတ်တဲ့ညူကီတို့အတွက်ရာကုန်တန်လေးနဲ့မိတ်ဆက်ပေးပါရစေဗျာ US ကဟမ်မိတ်တွေပြုလုပ်တဲ့ကိုလိုနယ်ကထုတ်လုပ်ထားတာပါ ဈေးနှုန်းကတော့မြန်မာငွေ၄သိန်းခွဲဝန်းကျင်ရှိပါတယ်ဗျလက်ကရဝတ္ထရသားနဲ့ပြုလုပ်ထားပြီးတော့ညိုကီတို့အပြင်သွားရင်ချိတ်ဆွဲဖို့တရေဂျိုးကွင်းလေးတစ်ခုပါပါတယ်ခင်ဗျာကုတ်တဲ့ပိုင်းမှာတော့အီတလီမိတ်အကြီးသေးကောင်းမြင်းဆက်တရေပြားအောက်ခံနဲ့လှုပ်ထားပြီးတော့ကြီးဝါဆစ်စစ်နဲ့လှုပ်ထားတဲ့ခရင်ကွာတွေကညိုကီတို့လိုအရာတန်သူတွေရားတော့ကုတ်တဲ့အခါမှာနတ်ပြည်တစ်ခါတည်းရောက်သွားတော့ခံစားရစေမှာဖြစ်ပါတယ်ခင်ဗျာ Oh my god နံပါတ်9အနေနဲ့ကတော့မှွင့်ညက်လေးပဲဖြစ်ပါတယ်ဗျာ အမေဆုံးမှာရောင်းနေတဲ့စာလံမိတ်ဒီမွေးညက်လေးရဲ့တန်ဖိုးကတော့မြန်မာငွေ6သိန်းခွဲဝန်းကျင်ရှိပါတယ်ဗျာ။နှုတ်ရှီယာနှုတ်ပြီးအလှဆုံးပြုံးနေတတ်တဲ့အော့မေတို့အတွက်ဒီမွေးညက်လေးကတော့စိတ်မုံလေးတွေကတ်ထားတဲ့တံမင်းနဲ့လှုပ်ထားအကြောင်းမို့ကာယနှုတ်ရတာအလွန်ကောင်းတယ်လို့ဆိုပါတယ်ဗျာ။တမနီရဲ့တင်းမာအားတော့ညီမတို့ပေါ်ထားတဲ့အချစ်ဦးရဲ့သဘောထားလေးလိုပါပဲဗျ။နှစ်ပေါင်းများစွာမပြောင်းလဲဘူးလို့ဆိုပါတယ်ဗျ။ကုမ္ပဏီကထပ်မံအကြံပြုထားတာကတော့နှုတ်ရှင်နဲ့အမွှေးရဲ့ဥတီယာပတိုင်ဆွဲနှုတ်ရင်ခံစားမှုပိုကောင်းတယ်လို့ဆိုထားပါတယ်ဗျ။ Premium Ultra Promise Swiss Quality မို့ WBS ရင်လူရှိသူရှိဒီမွေးညက်ကြီးတကားကားနဲ့အမွေးတွေထိုင်နှုတ်ပြနေရင်လဲလူထင်ကြီးနိုင်ပါတယ်ဗျဒီကြည့်ကြည့်လာပြီလို့ကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုတွေမှာပိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်ဆုံတွေ့ကြပါမယ်ခင်ဗျာ